ားပါရှင်ခေတ္တတလီဝင်းစင်သတင်းဌာနမှသတင်းများကိုတင်ဆက်ပေးနေပါတယ်ပထမဆုံးရွှေတောင်ရံနေတာပေါင်းမြို့နယ်အစမ်းမှတိုက်ပွဲပြင်းထန်ဆက်သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်အေယာဝတီတိုင်းနယ်ကရွှေတောင်ရံနေတာပေါင်းမြို့နယ်အစမ်းမှစစ်တပ်နဲ့အာရခတပ်တော်အင်အေတို့တိုက်ပွဲတွေပြင်းထန်နေပါတယ်ရွှေတောင်ရံမြို့နယ်တွေကမကြီးစင်ရွာနဲ့တာပေါင်းမြို့နယ်တွေကတဲပြူရွာဘက်မှတိုက်ပွဲတွေဖြစ်နေတာလို့ဒေသခံတွေကပြောပါတယ် အရင်ရက်ကလက်နက်ကြီးပြစ်ဒဏ်တွေကြားရတဲ့အခုရက်ထဲမှာပုံဆိုလာပါတယ်။တဲဖြူနဲ့မချီစင်ဘက်မှာတိုက်ပွဲတွေပြင်းထန်နေတာပါလို့တာပေါင်းမျိုးကန်တူကပြောပါတယ်။ရွှေတောင်ရန်တာပေါင်းနဲ့ရခိုင်ပြည်နယ်ကွားမျိုးနယ်ဟာဆက်ဆက်နေပါတယ်။2024ခုနှစ်ဒီဇင်ဘာလကကွားမျိုးကိုအေအီကတင်မှတ်ပြီးတဲ့နောက်ပိုင်းမှာလည်းရွှေတောင်ရန်တာပေါင်းနဲ့ကွားမျိုးနယ်အစပ်နေရာတွေမှာတိုက်ပွဲတွေပြင်းထန်ခဲ့ပါတယ် ရွှေတောင်ရံမြို့နယ်ထဲမှာဆိုရင်2025ခုနှစ်ဇန်နဝါရီလထဲမှာတိုက်ပွဲတွေအပြင်းထန်ဆုံးဖြစ်ခဲ့ပြီးဘုံမီနဲ့မကြီးစင်ရွာကိုအေအေနဲ့ပူးပေါင်းတပ်တွေကထိန်းချုပ်ခဲ့ပါတယ်။အင်ဂျီလီယာကျော်ရှိတဲ့ဗောမီရွာကိုစတက်ကလေချောင်းကနေပုံကျက်ဖြစ်စီခဲ့ပါတယ်။ဒေသခံအချို့လည်းတိစုံမှုတွေရှိခဲ့ပါတယ်။လက်ရှိဖြစ်ပွားနေတဲ့တိုက်ပွဲတွေဟာတာပေါင်းမြို့နယ်မှာပြီးခဲ့တဲ့အော်တိုဘာလကစတင်ခဲ့ပြီးတိုက်ပွဲဧရိယာကျယ်ပြန့်လာတဲ့သဘောဖြစ်တယ်လို့ဒေသခံတွေကပြောပါတယ်။ တာပေါင်းမြို့နယ်တာပေါင်းကလေးရွာပတ်ဝန်းကျင်မှာတိုက်ပွဲတွေပြင်းထန်နေတယ်လို့အေအေကနိုဝင်ဘာလ17ရက်နေ့ညပိုင်းမှာသတင်းထုတ်ပြန်ခဲ့ပြီးနောက်ဆက်တွဲအခြေအနေကိုမထုတ်ပြန်သေးပါဘူး။အဲ့ဒီတိုက်ပွဲတွေမှာတမ66လက်အောက်ခံတန်ရင်တွေဖြစ်တဲ့ခမာယ၄ခမာယ၅ခမာယ၆ခမာယ30ခမာယ35ခလာယ70နဲ့အနောက်တောင်တိုင်းစစ်ဌာနချုပ်ပသိမ်လက်အောက်ခံတန်ရင်တွေဖြစ်တဲ့ခလာယ63ခလာယ20တို့ရှိနေတယ်လို့အေအေထုတ်ပြန်ကြမှာဖော်ပြခဲ့ပါတယ်။ တာပေါင်းမြို့နယ်တဲကတိုက်ပွဲတွေမှာစစ်တပ်ကဗိုလ်မှူးအစင်အရာရှိချုပ်အပါအဝင်တပ်ဖွဲ့ဝင်အများအပြားထိခိုက်ဒဏ်ဆုံးတာတွေရှိနေတယ်လို့သတင်းရရှိပါတယ်။ဒါအပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေထွက်ပြေးမှုတွေရှိနေတဲ့အပြင်ဖမ်းဆီးတာတွေအလင်းဝင်တာတွေရှိနေတယ်လို့သိရပါတယ်ရှင်။ဆလဘင်ခေဦးတိုင်ပွဲမှာစစ်တပ်နဲ့ပြူစောင်းနေစင်ကြောင်းအတိုက်ခံရပြန်ဆိုတဲ့တင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ စကိုင်းတိုင်းခင်ဦးမြို့နယ်စစ်တပ်နဲ့တင်ငန်းဝေဝါတဝါရဲ့ပြူစောတိတွင်ပူပေါင်းထားတဲ့စစ်ကြောင်းဖွဲ့စည်းပုံပြတ်တဲ့အထိတိုက်ခိုက်ရပြီးတေဆုံးသူများပြားကလက်နက်တွေအများအပြားတင်စီရရှိတယ်လို့ဒေသခံစီရဲ့သတင်းရှင်းမြစ်တွေကပြောပါတယ်ဇမနဲ့နိုဝင်ဘာလ23ရက်နေ့နံနက်ပိုင်းကခင်ဦးမြို့နယ်မုံလာရွာကနေကလုံရွာဘက်ကိုစစ်ကြောင်းထွက်လာတဲ့အင်အား300ဝန်းကျင်မှတဲ့စစ်ကောင်စီတပ်ကိုတော်လရင်တပ်တွေကကြားဖြတ်ပေးဆိုတိုက်ခိုက်နိုင်ခဲ့တာလို့ဆိုပါတယ်။ကမ်းမလူကနေထွက်လာတဲ့စစ်ကြောင်းပင်တော်တော်အသေးဆုံးရှိတဲ့ တနက်အလက်90လောက်ရထားတဲ့စစ်ကြောင်းဖွဲ့စည်းပုံပြတ်တဲ့အထိဖြစ်သွားတဲ့ပေါ်လို့ကမ်မလူခရိုင်ကာကွယ်ရေးတပ်ဖွဲ့ဝင်တအူးကပြောပါတယ်။အခြားတော်လှန်ရေးတပ်ဖွဲ့ဝင်တအူးကလည်းပွဲကနေတောင်ဝတ်တဝစစ်ကြောင်းတော်တော်ထိထားတယ်။သူတို့ထိတော့စစ်တပ်ကိုလေကြောင်းပစ်ကူလှမ်းတောင်းနေညနေချက်ဖိုက်တာနဲ့လာပစ်သွားတယ်အထိခိုက်မရှိပါဘူးလို့ပြောပါတယ်။ တော်လိုင်းရင်အင်အားစုတွေနဲ့စစ်တပ်ပြူပူးပေါင်းစစ်ကြောင်းတိုက်ပွဲဟံအတော်ကြာပြီဖြစ်ပြီးစစ်ကောင်စီတပ်ကအထိနာခဲ့ပြီးတင်ဆုံသူတွေဒဏ်ရာရရှိသူတွေများပြားတယ်လို့လည်းခင်ဦးမြို့နယ်သတင်းမှပြန်ကြားရေးအဖွဲ့ကအတည်ပြုပါတယ်တကြောင်လုံးပြုတ်မှလာရင်စွတောင်းနေပါတယ်ညနေပိုင်းကကြက်ဖိုက်တာပြစ်ခဲ့တာလေးတော့ရှိတာပေါ့ကနအူတော့ဆိုရင်စရာမရှိဘူးကြားပါတယ်လို့ခေဦးမြို့နယ်သတင်းမှပြန်ကြားရေးအဖွဲ့က၎င်း၏လူမှုကွန်ရက်မှာဖော်ပြထားပါတယ် စစ်ကောင်စီဝါဒဖြန့်သူတွေကခင်ဦးမြို့နယ်ကလုံအနီးတိုက်ပွဲဖြစ်ပွားနေပြီးကမ်းမလူတောင်ချန်နဲ့ခင်ဦးနယ်ရှိရန်သူတီနေရများအင်အားများကိုအကုန်ပို့ထားပြီလို့ဇမနေ့နေ့လယ်၃နာရီဝန်းကျင်က Telegram Channel တွေမှာရေးသားထားတာတွေ့ရပါတယ်။မကြခင်သက်ဆိုင်ရာကနေထုတ်ပြန်လာပါလိမ့်မယ်လို့ကမ်းမလူခင်ဦးကာကွယ်ရေးတပ်ဖွဲ့ဝင်တအူးကပြောပါတယ်။ ဒေတာရင်းတော်လည်းရဲ့သတင်းတွေကိုဖော်ပြနေတဲ့ Infinity Group Facebook လူမှုကွန်ရက်စာမျက်နှာကလည်းဝါတဝါစစ်ချောင်းကခင်ဦးမျိုးနဲ့အတင်းအလူအတန်းရရောနေတယ်လို့ထုတ်ပြန်ထားပါတယ်။နဝေမလာစနေရနေ့ကလည်းကမ်းမလူမျိုးနဲ့ကာဘိုရွာကနေရင်းတဲ့ရွာဘက်ကိုစစ်ကြောင်းထိုးလာတဲ့တမ33လက်အောက်ခံတိုင်ရင်တွင်နေ ပြည်စောထင်းအင်အား102ဦးပါစစ်ကောင်စီတပ်ကြားဖြတ်တိုက်ခိုက်ခံရပြီးအရှင်55ဦးနှင့်တေဆုံးသူ90ဝန်းကျင်ရှိတယ်လို့ကာကွယ်ရေးတပ်ဖွဲ့တွေကထုတ်ပြန်ထားပါတယ်။အဲဒီတိုက်ပွဲမှာ ME တနက်တွေ G3 ဒုံကန်နဲ့ကာပိုင်တွေအပါအဝင်လက်နက်မျိုးစုံ20ခန်းနဲ့ခဲယမ်းတွေသိမ်းဆည်းရှိခဲ့ပါတယ်။နိုဝင်ဘာလ15ဆလုံးကက်မလူခေဦးဆက်ကိုစစ်တပ်ရဲ့နယ်မြေကပြူစောတိပူပါပြီးအင်အား300ဝန်းကျင်နဲ့ထိုးစစ်ဆင်နေတာဖြစ်ပါတယ်။ စစ်တမ်းတွေဖြန့်တဲ့ကက်မလူခင်းအဆက်ကရွာတွေကစစ်တမ်းနဲ့ပြူစောထိတဲ့ပူပေါင်းပြီးအထိုင်ချတက်ဆွဲထားတဲ့ကာဘူအောင်တာရရွာနဲ့နှံမိုင်ကနေသုံးမှန်ဝင်းကျင်မဲ့ဝေးတာကြောင့်လက်မဆက်တော်ရေးအရာနေမြေစုံမိုးရေးအတွက်ပေါင်းစစ်တပ်ကလုပ်နေတာလို့သကိုင်းအထက်ပိုင်းစီးရဲတရေရင်းမြအချို့ကသုံးသပ်ထားပါတယ်ရှင်။ဆလဘင်းမြို့သားခင်ဦးနဲ့မုံရမြို့နယ်ရှိကျေးရွာများကိုစစ်ကြောင်းထိုးလာတဲ့စစ်တပ်ရင်တန်းနဲ့တက်ဆွဲထားတဲ့နေရာများကိုတိုက်ခတ်မှုစစ်သား၅ဦးတင်ဆောင်ဆွဲတဲ့ရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ မန္တလေးတိုင်းမြို့သားမြို့နယ်အတွင်းစစ်ကြောထိုးရန်ထွက်လာသည့်စစ်သားများကိုလက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်ရာစစ်သား၅ဦးသေဆုံးပြီး၅ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းစင်ယော်နီစနိုက်ပါပက်ကီကိုရီလာဖိုမှအဖွဲ့ကောင်းဆောင်ကိုချက်တိကပြောဆိုပါတယ် နိုဝင်ဘာလ16ရက်နေ့မှာမြို့သားမြို့နယ်စီထဏောင်းမင်ကျေးရွာကိုစစ်ကြောင်းထိုးရန်ထွက်လာသည့်အကြမ်းမတ်စစ်တပ်ကတော်လန်ရဲတပ်ဖွဲ့များက60မမလက်နက်ကြီးများဖြင့်ပြစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရပါသည်။ထိုတိုက်ခိုက်မှုအတွင်းအကြမ်းမတ်စစ်တပ်ဘက်မှစစ်သား9ဦးသေဆုံးပြီး15ဦးထိခိုက်ဒဏ်ရာရရှိကံတော်လန်ရဲတပ်ဖွဲ့ဝင်9ဦးလည်းကြာဆုံးခဲ့ကြောင်းသိရပါသည်။ စစ်ခွေးအင်အားက2ချောင်းပေါင်းတော့160လောက်ရှိတယ်။စစ်ခွေး9ဦးတည်ဆုံနေ။ထိခိုက်ဒဏ်ရာရတာ15ဦးရှိတယ်။စစ်ခွေးစစ်ချောင်းကမြို့သားမျိုးပေါ်ကထွက်လာတဲ့စစ်ခွေးစစ်ချောင်းမှလက်ရှိမှာစစ်ခွေးစစ်ချောင်းကမြို့သားမျိုးကိုပြန်ဆုတ်သွားတယ်။တော်လရေးရဲဘော်9ဦးကြာဆုံးခဲ့ရတယ်။တနက်နဲ့လက်ပါသွားတယ်။ရဲဘော်2ဦးကိုတော့စစ်ခွေးတွေကအစီအမိတောင်အဲ့ဒါလမ်းမိုင်းတနေရာမှာပြစ်တက်သွားတယ်လို့စင်ယော်နီစနိုက်ပါပက်ကီကိုရီလာဖို့မှအဖွဲ့ကောင်းဆောင်ကိုချက်တက်ကပြောဆိုပါတယ်။ အဆိုပါတိုက်ခိုက်မှုကိုစင်ယော်နီလက်နက်ကြီးတပ်ဖွဲ့နဲ့အတူ TGY အငဆုံ FDN ငဆုံအဖွဲ့တို့ကပူးပေါင်းလုဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်အလားတူစကိုင်းတိုင်းခင်ဦးမျိုးနဲ့မုံလာကျွရအတွင်ယာယီတက်ဆွဲထားသည့်စစ်တပ်ကဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ရေဦးမျိုးနဲ့ကသတင်းထုတ်ပြန်ပါသည် ဂျမန်နဲ့23ရက်နေ့မှာနနက်10:00နာရီခန့်ခင်ဦးမြို့နယ်မုံလာကျေးရွာအတွင်းယာယီတက်ဆွဲထားတဲ့အကြမ်းမတ်စစ်သားများနဲ့ပြူစောတင်အင်အားတရာခန့်ကိုရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖလက်ယုံတက်ကဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ထိတွေ့တိုက်ပွဲ45မိနစ်ခန့်ကြာမြင့်ခဲ့ပြီးအကြမ်းမတ်စစ်တပ်ဘက်မှထိခိုက်ဒေဆုံးသူအကြီးအအတွက်ကိုအတိပြုနိုင်ခြင်းမရှိပေစစ်တပ်ဘက်မှစစ်ကူစစ်ကြောင်းများရရှိလာတာကြောင့်တော်လှန်ရေးရဲဘော်များထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်။ ဒါအပြင်စကိုင်းတိုင်းမုံရွာမြို့နယ်မှာအကြမ်းမတ်စစ်ရင်တန်းကိုမိုင်းဆွဲတိုက်ခိုက်ရာစစ်သား၂ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းမုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်တန်ရင်လင်းတက်ခွဲနှစ်တက်ခွဲမှုကိုဝိုင်ဖိုင်ကပြောဆိုပါတယ်နိုဝင်ဘာလ22ရက်နေ့နနက်9:45မိနစ်ခန့်မှာအနောက်မြောက်တိုင်းစစ်ဌာနချုပ်မှတပ်များကကစက်တစီဖြင့်ထွက်ခွာလာသည့်စစ်သားများသည်မန္တလေးမုံရွာလမ်းမရှိမအူကိတ်သို့ဝင်ရောက်လာပြီးနောက်မုံရွာမြို့အထွတ်ချောင်းမုံရွာလမ်းမမှတော်လရင်တပ်ဖွဲ့များကမန်းဆွဲတိုက်ခိုက်ခဲ့ကြောင်းသိရပါသည် ထိုနိုင်ငံမူအတွင်အကြမ်းမဆက်သား၂ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးစစ်တပ်ဘက်မှရန်နက်ပစ်ခတ်ပေမယ့်တော်လှန်ရေးတပ်ဖွဲ့ဝင်များထိခိုက်မဲ့စီပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါသည်။စစ်ခွေးတေစင်ကတော့အတိအကျတော့မသိရသေးဘူးနှစ်ကောင်တော့လူနာတင်ကားပေါ်တင်သွားတယ်လို့ဖြတ်သွားတဲ့ပြည်သူကပြောတယ်စစ်ခွေးနှစ်ကောင်ကထိခိုက်ဒဏ်ရာရတာလို့ပဲသိရတယ်စစ်ခွေးတေစုံမှုအကြီးအကျယ်အတွက်ကိုကျွန်တော်တို့ဆက်လက်ဆောင်စမ်းနေတော့မှမုံရမျိုးအထွတ်ချောင်းမုံရလက်မိုက်မှာတိုက်ခိုက်ခဲ့တာပါ နောက်ထပ်အောင်ပွဲတွေကြောင့်အကူအညီပေးကြဖို့တော်လန်မိဘပြည်သူတွေကိုအတိပေးနှိုးဆော်ပါတယ်ဟုမုံရခရိုင်ပြည်သူ့ခါခွေရေးတမတော်တန်ရင်လင်းတက်ခွန်းနှင့်တက်ခွဲမှုကိုဝိုင်ဖန်ကပြောဆိုပါတယ်အဆိုပါတက္ကမှုကိုမုံရခရံပြည်သူ့ကာကွယ်ရေးတပ်မတော်တယင်းလေးတက်ခွဲနေငါးမြင်းစားကွန်မန်ဒိုဖုံမုံရခရံပြည်သူ့ကာကွယ်ရေးတပ်မတော်တယင်းလေးတက်ခွဲလင်း ငါမျိုးစားတိချဖို့မုံရခိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်တရင်28တခွဲ3တို့ကပူပေါင်းလုံဆောင်ခဲ့ခြင်းဖြစ်ကြောင်းပြည်သူများအနေဖြင့်မုံရမန္တလေးလမ်းမိုက်မှာစစ်တပ်ရင်နံများနဲ့ကမ္မလိုက်ကြရန်မြစ်တာရက်ခံထားပါတယ်ရှင်။